မင်္ဂလာပါရှင်တကယ်တော့ဒီနေ့မနေ့ကသင်္ကန်းစာလေးရဲ့အဆက်ဖြစ်တဲ့အာ PMD အတိုးရင်ပေါင်းလေးကိုထပ်ပြီးတော့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့တကယ်ကပါလေးကိုသွားမှာလဲဆိုတော့ schedule payment လို့ခေါ်တဲ့လစလာတဲ့အကျွေးဘယ်လောက်ဆက်ရမလဲအတိုးဘယ်လောက်ပါသွားမလဲအရင်ဘယ်လောက်ပါသွားမလဲဆိုတာကို zero schedule payment လဲဆက်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့အရင်ဆုံးတကယ်တော့ကဒီမှာထပ်ပြီးတော့ပြောချင်တာလေးက ဲ့တော့ဒီကျေလို့ကဒီမှာမနေ့ကဆိုလို့ရှိရင်ကျေလို့ပါရပြောသားလဲဆိုလို့ရှိရင်အာအတိုးရင်းနဲ့ရှားသွားတယ်အရင်နဲ့ရှားသွားတယ်အတိုးနဲ့ရှားသွားတယ်အဲ့တော့ဒီမှာဒီကျေလို့ကအဲ့လိုမျိုးကစကယူပေးမဲ့လာစင်လာတယ်ဘလောက်ဆွဲမလဲဘလောက်ပသွားမလဲပေါ့နော်အဲ့လိုမျိုးဒီကျေလို့ကတွေ့မယ်တွေ့မှာဖြစ်တဲ့အတွက်ကျေလို့ဒီမှာ PMD နံပါတ်ဒီကျေလို့ကတစ်နှစ်အတွင်းကိုဘယ်နှစ်ချိန်ဆက်မှာလဲဆိုတော့၁၂ချိန်ဆက်မယ် တနည်းအတွင်းဝဆက်နှစ်ချိန်ဆက်မှာဖြစ်တဲ့အတွက် PND နံပါတ်ဒီဘယ်နှချိန်ဖြစ်ရမှာလဲဆက်နှစ်ချိန်ဖြစ်ရပါမယ်နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆွဲချလိုက်ပါဒါတော့နဲလို့နော်ဒီလိုမျိုးပဲဆွဲချလိုက်ပါမယ်ဆက်နှစ်ဒီပါပြီးတော့ရတဲ့ချက်တော့က date date ကိုတွက်တဲ့အခါမှာတချို့တို့လအစမှာအကျွေးဆက်မှာလားလကုံမှာအကျွေးဆက်မှာလားနော်တချို့တို့ကတော်တော်များများဒီလကုံမှာဆက်မယ်ပေါ့ ဒါဆိုရင်ပထမတလပိုင်းရဲ့အကုန်ဒီ31ရက်ဒလ2024နော်2024 31ရက်ဒလ2024ဟုတ်ပြီဒါလေးကိုကျွန်တော်တို့ဒီမှာဆွဲချလိုက်ပါမယ်ဆွဲချလိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာသူကဘာရွေးပေးရမှာလဲဆိုတော့ Facebook ကိုရွေးပေးရပါမယ် female ကိုရွေးပေးမှတာလဲနှစ်လပိုင်းလောက်ကုန်ရဲ့သုံးလပိုင်းလောက်ကုန်ရဲ့လို့တချို့ကထွက်လာမယ်။အဲ့တော့ဒီရက်တွေရောက်တိုင်းတချို့ကပါဆက်ရမှာလဲဆိုတော့ date ဒီရက်တွေရောက်တိုင်းကျွန်တော်ရဲ့အကျွေးဆက်ရမယ်သို့မဟုတ်အကျွေးရစရာရှိတယ်ပေါ့ဒီလိုမျိုးသွားမယ်နော်ပြီးတော့ပြန်ဆိုရင်ကျွန်တော်ဒီမှာ beginning balance ကိုလိုချင်တယ် beginning balance ကိုလိုချင်တယ်ဆိုရင် equal ဆိုပြီးကျွန်တော်ဘယ်လောက်ရှိလိုက်တာလဲတသိန်းတသိန်းရင်ကျွန်တော်က equal ထုတ်ပြီးလမ်းယူလိုက်ပါဒါဆိုရင် beginning balance ရပြီပြီးတော့ကျွန်တော်ဒီမှာ schedule payment သွားမယ် schedule payment ဒီလစဉ်လာတဲ့အကျိုးဆက်ရမယ်အမောက်ကိုရှာကျင်တာဖြစ်တဲ့အတွက် PMD နဲ့ရှာမယ် rain အတိုးနှောင်းဒီဘလောက်လဲနေ့ရာခိုင်နှောင်းတစ်နေ့အတွင်း12ကြိမ်ဆက်မယ်စနစ်နဲ့စပေး comma amber ပေးရမယ့်အကြိမ်အရေအတွက်ဘယ်နှကြိမ်လဲ12ကြိမ်ပါ comma pv ကတော့ minus ဆိုပြီးတော့ကျွန်တော်ဒီတစ်သိန်းအောင်နှိပ်လိုက်မယ်ဝက်ပိတ်အနာဆောက်ရှာလိုက်ဒါဆိုရင်တစ်လတစ်လမှာကျွန်တော်ဒီလောက်ဆက်ရမယ်ဟုတ်ပြီသူ့ကို copy ဆွဲရှာကြည့်မယ် copy ဆွဲချခြင်းပဲဒါဆို share တို့အပြည့်မထွက်ပါဘူးဘာဖြစ်လို့မထွက်သလဲဆဲတွေကရွေ့ကုန်ဘူးပါနော်ဒါဆိုရင် share တို့ကဆဲတွေကိုမရွေ့ဘူးဆိုရင် lock up ပါမယ် A2 A2 တင်နှိပ်ရခိုင်တော့ နေရခိုင်ဆိုကျွန်တော်တို့ကရွှေ့စရာမလိုဘူးရွှေ့လို့မရဘူးဒါဆိုရင်ကျွန်တော်တို့ F4 လေးကိုနှိပ်ပေးလိုက်ပါပြီး A 14ဒီ A 14ဆိုတော့ကျွန်တော်တို့က A14 ပေါ့နော် A14 ဆိုတော့ရှိရစနစ်တည်းရွှေ့စရာမလိုဘူးဒါဆိုရင် F4 လေးကိုနှိပ်လိုက်ပါ A11 ကလည်းရွှေ့စရာမလိုဘူး F4 လေးကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ဆွဲချလို့ရပါပြီလာစင်လာတိုင်းကျွန်တော်ဘယ်လောက်ဆက်ရမှာလဲစကက်ဂျူပေးမှတ်ဒီလာစင်လာတိုင်း 6423ဆက်ပေးရပါမယ်။ပြီးတော့ရင်တော့နောက်တစ်ခုက principal payment အရင်ဝင်ရှာမယ်။အရင်ဝင်ရှာခြင်းတဲ့အခါမှာကျွန်တော် PMP နဲ့ရှာမယ်။ rate အတိုးနှောင်းဒီကျတို့ဒီ formula bar ကိုသွားခောက်လိုက်မယ်နော် formula bar ကိုသွားနှိပ်လိုက်ပြီးတော့ကျတို့ဒီ sheet ကိုပြန်ဆွဲလိုက်မယ်နော် rate အတိုးနှောင်းအတိုးနှောင်းဒီဘယ်လောက်လဲ2ရာခိုင်နှုန်းအစား7 comma ပါကားကျတော့ဘယ်လောက်လဲပါကားကျတော့ကျတို့က ဟိုပထမတစ်ကြိမ်ပေါ်တချို့တော့သိကျင်တယ်ဒုတိယတစ်ကြိမ်ကိုသိကျင်တယ်တတိယတစ်ကြိမ်ကိုသိကျင်တယ်ပါသည်ဒီချက်က PME နံပါတ်ကိုပြောခြင်းဖြစ်ပါတယ်ပြီးရင် comma ပါ n ပါကတော့ကျွန်တော်တို့က7ပါ comma pp ကတော့ minus ဆိုပြီးတော့ဒါလေးကိုနှိပ်ချလိုက်ပါတသိန်းကိုနော် okay နောက်နေ့တစ်ခါလဲခက်ခက်မယ် a တွဲသည်နှိပ်ရခိုင်အောင်ဖြစ်တဲ့အတွက် log a a တွဲပြီးတော့ဒီတွဲရလဲ log a uh, sorry 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 ဒီတွဲရတော့မဟုတ်ပါဘူးဒီတွဲကကျတော့တကျဲတို့ကပရမတကျဲကိုသိချင်တယ်ဒုတိယတကျဲကိုသိချင်တယ်တတိယတကျဲကိုသိချင်တယ်အဲ့တော့ဒီဒီတွဲဒီ locket ဆရာမလိုပါဘူး A14 A14 ကကျတော့တကျဲတို့ဘယ်လိုလဲစနစ်ကျဲသူဒီလဲ locket ပါမယ်ပြီးရင်တော့ကျတို့ဒီမှာ PV PV ကဘယ်လောက်လဲ PV ကကျတော့ကျတို့ဒီမှာရှုပ်တင်သွားလိုက်မယ် PV ကကျတို့ဘယ်လောက်လဲဆိုတော့ဒီ A အာဒီ7 7ဆိုတော့ခြေလိုက်တဲ့ငွေတသိန်းပေါ့နော်သူကလည်းကျွန်တော်လော့ခ်ပါမယ်ပြီးရင်တော့အနာကောက်ချလိုက်ပါဒါဆိုရင် principal payment ဒီကျွန်တော်ကဆက်လိုက်တဲ့အတိုင်းမှာအာဆက်လိုက်တဲ့အတိုင်းမှာအရင်နေသည်ကျွန်တော်ကတသိန်းနဲ့နေပြီးတော့ဒီလောက်ပဲဆက်တာပေါ့နော်ဒီလိုမဖြစ်ရမယ်ဒါကအတူရင်ပေါင်းကြီးနော် ဘာလို့ဖို့အတိုးဝရှာခြင်းနဲ့ဟုတ်ပြီအတိုးဝရှာခြင်းနဲ့ကမှ IPMD နဲ့ရှာပါမယ် IPMD ဒီ rate အတိုးနှုန်းအတိုးနှုန်းဒီဘယ်လောက်လဲနေ့ရခိုင်နှုန်းနေ့ရခိုင်နှုန်းဒီကျေရောကအစစနစ်ကောမာပြီးတော့ရင်ကျတော့ပါလာမလဲပါပါဒီပရမတ်ကြေကိုသိချင်ပါတယ်ကောမာ and ပါနံပါတ်တော့ပေးမဲ့ဒီဘယ်နှကြိမ်လဲ7နှကြိမ်ကောမာ ppd- ကျတော့ပါသုံးမလဲ အာ minus ဆိုပြီးတော့တသိန်းဟုတ်ပြီဒါဆိုရင်ကျွန်တော် log ရေတစ်ခါရေးခက်ရအောင် log ရေခက်မယ်ဆိုတော့ a တွဲဒီ log ခက်မယ်ဒီတွဲရတော့ကျွန်တော်ခက်စီရမလိုပါဘူး a 14 log ခက်မယ် a 11 log ခက်မယ်ပြီးရင်တော့ twin base ပြီး and cos လိုက်ဒါဆိုရင်ကျွန်တော်ကဘာရမလဲအတိုးတွေရပါမယ်အတိုးတွေရပါမယ်အဲ့တော့ပုံမှန်အားဖြင့်ကျွန်တော်က အတိုးတွေကယော့ယော့သွားတယ်နော်ဘာလို့လဲဆက်လိုက်တဲ့အကြိမ်တိုင်းမှာကျတော့ခွဲခွဲဆက်တာဖြစ်တဲ့အတွက်အရင်းတွေကနှဲသွားတာဖြစ်တဲ့အတိုးတွေကလည်းနှဲသွားတယ်ဒါကြောင့်မလို့ကျတော့အတိုးနှုတ်တွေဒီနှဲသွားပါလေနော် principal payment ကတော့အမောင်းကဒီတန်ဖိုးဖိရမှာဖြစ်တဲ့အတွက်အရင်းတန်ဖိုးတွေကိုများပြီးတော့ဆက်ရပါမယ်နော်တနည်းအားဖြင့်ကျတော့ဒီ schedule payment ဒီ principal payment နဲ့ interest နဲ့ကျတော့ပေါင်းတတ်နိုင်ပါလေနော်ယာယီပေါင်းစီပါမယ်အတူတူပါပဲနော် 沙姆拉。 โอเคပြီးတော့ဆန်ရှယ်တို့က any balance any balance တွေကျွန်တော် beginning balance တွေကနေပြီးတော့ mine နဲ့ဘသူ့အနောက်မှာလဲ schedule payment လား principal payment လား interest လားအဲ့ဒီမှာအရေးအကြီးဆုံးအပိုင်းဒီ schedule payment ကိုတွားပြီးတော့နှုတ်လို့မရပါဘူး schedule payment တွေကျွန်တော်တို့ကအရင်ကောအတိုးကပါပြီဒါတချို့ရောဆက်လိုက်တာဒီပါဆက်တာလေအရင်ကိုပဲဆက်တာဒါကြောင့်ဘလို့ကျွန်တော်ကအရင်ကိုပဲနှုတ်ပေးရမယ်ရမယ်နော် principal payment ကိုပဲကျွန်တော်နှုတ်ပေးရပါမယ် မနာခေါ်ချလိုက်ပါအဲ့တော့ကျွန်တော်ကပြီးသွားပြီပထမတစ်လအတွက်အခြေတော်ကတော့ဘယ်လောက်လဲတသိဘယ်လောက်ဆက်လိုက်မလဲကျွန်တော်ကအဲဒီလောက်ဆက်လိုက်မယ်ပေါ့နော်အဲ့ဆိုဘယ်လောက်ကျက်မလဲ4000နဲ့1900ကျော်ကျက်မယ်ပေါ့နော်အဲ့တော့ပထမလရဲ့ anti balance ဒီဒုတိယလအတွက် beginning balance ဖြစ်ပါတယ်အဲ့တော့ဒုတိယလမှာ equal ဆိုပြီးတော့ anti balance ကိုတစ်ချက်နေပေးလိုက်ပါ ပထမလရဲ့ and the balance လာကုန်ရမှာရှိတဲ့ balance ဒုတိယလအတွက် beginning balance ဖြစ်ပါတယ် and now ချလိုက်ပါဒါဆိုရင်တော့ဒီချေတော့က copy ဆွဲချလို့ရပါပြီ copy ဆွဲချလို့ရပါပြီเนาะ okay နောက်ဆုံးပဲဒီချေတော့က12ချိန်မြောက်မှာဒီချေတော့ကဆက်เสียတုံညဖြစ်နေရမယ်เนาะ12ချိန်မြောက်မှာဒီချေတော့ကဆက်เสียအကျွေး any balance ကျန်နေသေးတယ်ဆိုရင်တော့ချေတော့တက်တာတစ်ခုခုမှားနေလို့ဖြစ်ပါလိမ့်မယ်เนาะ ဒါဆိုရင်ကျတို့လစဉ်လတိုင်းဘယ်လောက်ဆက်ရမလဲဆိုတာလဲကျတို့သိပြီအရင်နေဘယ်လောက်ဆက်ရမလဲဆိုတာလည်းသိပြီအတိုးတွေလည်းသိပြီ ဟုတ်ပြီဒါဆိုရင်ကျတို့ခုလေးပဲကျန်တော့တယ် total interest rate ပထမတစ်လမှာဒီ amount ဖြစ်မယ်ဒုတိယလကျန်ဒီနှစ်ခုပေါင်းနဲ့တတိယလကျန်ဒီသုံးခုပေါင်းနဲ့ဒီလိုမျိုးဖြစ်ရမယ်ဒါကြောင့်မို့လို့ကျတို့က order equal နဲ့ဆန်းတဲ့အတွက်ပဲ အဲ့တော့စမ်းတက်တဲ့အခါမှာကျွန်တော်ကဒါရိုက်တစ်ခုလုံးတွက်မှာမဟုတ်ဘူး total interest rate လို့ပြောတာဖြစ်တဲ့အတွက် interest အတိုးတွေကိုပဲကျွန်တော်ကတွက်မယ် number 1ဒီသူ့ကိုဖြစ်တဲ့ပြီးရင် shift နဲ့ semi colon လေးနဲ့နှိပ်လိုက်ပါအဲ့တော့ i Troy is to Andre အဲ့တော့ရှေ့ရ Andre ဒီဂိမ်းစီဖြစ်ပါမယ်နောက်က Andre ဒီဂိမ်းရှေ့ဖြစ်ပါမယ်အဲ့တော့ဆက်လက်ကဒီလိုဝင်နေလို့မရဘူးเนาะရှေ့ရ Andre ထဲမှာကာစာလေးကိုချ ebook ကနေ F4 လေးကိုနှိပ်ပေးလိုက် and culture လိုက်ပါဒါဆိုရင်တော့တချို့ဒီမှာဆွဲချလို့ရပါပြီအဲ့တော့တချို့ကဒီဥစ္စာဒီအမ် formula ထဲမှာဆို trans procedure နှိပ်ကြည့်ဟုတ်ပြီ dfa ဒီဘယ်လိုရတာလဲဒီအကွက်ကနေပြီးတော့ဒီအကွက်ဒီပေါင်းလက်ကိုရထားတာပါဒီလိုမျိုးဖြစ်နေရမှာရမယ်เนาะဒါဆိုလို့ရှိရင်ဒီအကွက်လေးရောဒီအနေပြီးတော့ဒီဒီဒီလိုလေးတွက်ထားတာရမယ်เนาะအဲ့တော့တကယ်လို့ဒီမှာ pmds schedule payment တစ်နှစ်စာကိုဆွဲပြပေးတာပဲဖြစ်ပါတယ်အဲ့တော့ နောက်ရက်သင်ငန်းစာမှာတော့ကျွန်တော်နည်းနည်းလေးပြောင်းလဲလေးဖြစ်မယ်တိပိသားဆိုရင်လည်းတစ်မျိုးပေါ့နော်နောက်ရက်သင်မှာကျွန်တော်က၃နှစ်ရှိမယ်တစ်နှစ်ကိုကျွန်တော်ကအာ၄ချိန်ဆက်မယ်ဆိုရင် principal payment ကျွန်တော်ကရှာမယ်ဒါအရင်ဘလောက်ဘလောက်ပါဝါမလဲဒီလိုမျိုးရှာမယ်နောက်ဆုံးပိတ်ကျွန်တော် any balance မှာ၃ရက်ထွက်တယ်ဆိုရင်မှန်တယ်ဒါလေးတစ်ချက်ကိုတစ်ချက်တွက်ကြည့်ပေးနော်အဲဒီတွက်ကြည့်တော့မရဘူးဆိုတော့တစ်ချက်ကို comment မှာမေးလို့ရပါတယ်တစ်နှစ်ကို 3တစ်နှစ်ကို၄ချိန်ဘယ်နှစ်နှစ်လဲဆိုတော့3နှစ်เนาะအဲ3နှစ်ဆိုတော့ 3D years 3 years ဘယ်နှစ်ချိန်လဲတစ်နှစ်ကိုတစ်နှစ်ကို၄ချိန် လေးသုံးနေစနေအန်ဘာကစနေဖြစ်မယ်နော်တနေ့အတွင်းကိုလေးချိန်ပါနော်ဒါလေးတစ်ချက်ကိုတွေ့ကြည့်ပေးပါအမောက်ကတော့ကိုကြိုက်ကြတဲ့ပါနောက်ဆုံးပဲဒီချက်တို့အဖြစ်မှန်လာသည်အန်နီဘဲလာမှာကျွန်တော်က0ဆိုရင်မှန်ပါတယ်နော်တစ်ချက်ကတော့ကွန်ပျူတာကွင်းရဲ့ founder and trainer ဒေါ်နန်ချော့ကလည်းဖြစ်ပါတယ်ချင်းတချို့တို့ဒီလိုမျိုးအကျိုးရှိပြီးတော့လုပ်ငန်းခွင်တဲ့အမှန်တကယ် use ဖြစ်တဲ့သင်ခန်းစာလေးကိုလေ့လာခြင်းနဲ့ဆိုရင်တော့တစ်ချက်ရဲ့ Facebook ကွန်ပျူတာခွင့်အကောင့်ရဲ့ TikTok ကွန်ပျူတာခွင့်အကောင့်ရဲ့ YouTube ကွန်ပျူတာခွင့်အကောင့်ရဲ့ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။နောက်ထပ် နောက်ရက်သင်ငယ်စာတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။